ဒီကိုင်းနဲ့ပြင်ပေးရဟိုဖိုက်တဲ့ကမ်းပါဘောဟောဒီဆက်ဖိုက်တဲ့ကမ်းပါဒီကိုင်းနဲ့ရင်ဖိုက်ရတာဘောကိုင်းကိုင်းနဲ့ဖိုက်မှတခြားမင်းကလည်းဆက်ဖိုက်ရတာညာနေတယောက်ဖိုက်ရတယ်ဆိုမှတ်ရတယ်အဲ့ဒီရောက်ခရရတော့ဟောဘောဘောကျွန်တော်တော့ကျွန်တော်နိုင်တာပေါ့နောက်ပိုင်းကျတော့လည်းကျွန်တော်ပဲခံရတာပေါ့မင်းတို့ကပလေကတ်စင်တူတွေနဲ့ရင်းကားမလို့လားမင်းတို့အဲ့လိုတွေဝတ်ထားကြရဲ့ ဇိုးရောင်ဆောင်တဲ့တကူရင်မှတည်တယ်။ဟောတိုးရင်လည်းဆိုတော့လေဗျာကျွန်တော်တို့ကအချိန်နဲ့ပြင်ဆင်လာတာပေါ့ကျွန်တော်တို့အချိန်နဲ့ပြင်ပြီဗျာကိုလိုက်နိုင်ရလာခဲ့လိုက်တော့ဆောင်းမလို့လေညီလေးကိုကြော်လိုက်တဲ့အတွက်လည်းနောက်စင်းနေမှာကိုရောရဲ့ပါပါရတဖြင်းနဲ့ညော့ပါဘလိုပုံစံမျိုးဖြစ်မလဲဆိုတော့အမှန်တမ်းပြောတော့ဒါညီလေးနဲ့တွေ့ရတဲ့အချိန်မှာတော့ဟိုဘောဟိုက်တန်ဘောပေါ့ တန်ဖိုးတန်ဖိုးမြင့်သွားတဲ့အချိန်တော့တော့သူက surprise surprise မတင်တော့ဒီခန်းနေတခန်းပြီးတခန်းဝင်လာတဲ့အချိန်မှာမတင်တော့ဖြစ်လာလိမ့်မယ်လို့မတင်တော့အဲ့ဒီမှာကိုတည်းအပြောက်ကခန်းထဲကိုဝင်သွားအချိန်မှာဝုန်းလို့လွတ်ပြလိုက်တာအဲ့လိုကြီးအဲ့မှာထွက်လာတဲ့အချိန်မှာ surprise ဒီလိုမျိုးလို့အရန် bitman နဲ့ fight ကမယ်လို့မတွေ့တော့အဲ့အဲ့လိုမျိုးပေါ့ ဖိုက်ရတယ်ဘယ်မိုင်းနဲ့ဖိုက်ရတော့ဟုတ်အဖိုက်ရတော့ဒီမှာကြည့်လိုက်လေနေသားကိုရှိုးလိုက်လေဟုတ်လား तू ကတိုင်တာတွေပြစ်တာတွေပါကြောက်လို့ရှိရင်ကိုကထိုးလဲ तू ကဖမ်းနိုင်တယ်ချုပ်နိုင်တယ်တကယ်လည်းအဲ့အင်အားရှိရလေအဲ့ဒါမှမဟုတ်လေကိုကအားလုံးတယောက်ချင်းချရမှာမဟုတ်ကိုကအုပ်လိုက်ကြီးဝိုင်းချတယ်ဟုတ်အဲ့ stage ကိုကြော်လို့တော့သူ့ကို gangsters were up by ဘာကြောင့်ရှိနေရတာလဲကလပ်တွေအလုံးကိုထိတ်ချုပ်ထားတာဟိုချမ်းဟာဒီဒီကိုင်းနေပြည့်ပြည့်ရတာဟိုဖိုက်တဲ့ကမ်းပါဘယ်ဟောဒီစားဖိုက်တဲ့ကမ်းပါဒီကိုင်းနေရင်ဖိုက်ရတာပေါ့ကိုင်းကိုင်းနေဖိုက်မှတခြားမင်းသားလည်းစားဖိုက်ရတာညာနေတယောက်ဖိုက်ရတယ်ဆိုတော့ဘက်ကလည်းညာနေတယောက်ဖိုက်ရတယ်တော့ဟောပေါ့တော့တော့ ပထမတော့ကျွန်တော်နိုင်တာပေါ့နောက်ပိုင်းကျတော့လည်းကျွန်တော်ပဲခံရတာပေါ့ဒါဘယ်လိုလဲဆိုတော့ပထမကတော့ဟိုပေါ့သူ့ရဲ့အာကြီးနဲ့သူအဲ့လိုမျိုးယုံလိုက်တယ်လူတွေကလွင့်ထွက်တယ်ဆိုတော့ဒီဟာကလည်းဟိုဘယ်လိုခေါင်းလဲညီလေးကိုမကြော်လို့မရအောင်ရအောင်ကြော်မှရအောင်အဲ့တော့ကြောင့်မလို့လေညီလေးကိုကြော်လိုက်တဲ့အတွက်လည်းနောက်စင်းနေမှာကိုရိုးရဲ့ပါဝါတွေကတပြင်းနဲ့ယော့ပါအဲ့ကိုရိုးယော့သွားတဲ့အချိန်မှာဘသူတွေလာကူလဲဆိုတော့နောက်တစ်ခုရှိရအဲ့ဒါရုံနေရမှသိတယ် င်းတို့ play ကဆင်တူတွေနဲ့ရင်းကားမလို့လားမင်းတို့အဲ့လိုတွေဝတ်ထားကြရဲကဇိုးရောင်ဆောင်တဲ့တကူတွေမှတည်မင်းတရားဆင်းရင်းရောဒီဟာခုနကပြောဆို surprise ဆိုတော့ကိုရောအဲ့လိုတခန်းမှာဒီတခန်းအောင်ချရဒီတခန်းအောင်ချရဲကိုတွေကယ်ရမယ့်လူကိုလိုက်ရှာနေနေပြက်ပြက်ကြီးဘုံကိုတွေ့လိုက်တဲ့ဟာမျိုးပေါ့ surprise ဘာလို့ညီလေးနဲ့မတွေ့ခင်မှာကိုရောလူပြောက်ကအိုက်ခမ်းတော့ဝင်သွား အဲ့ပြုတ်ကြလာစရာဘာထွက်လာမလဲဆိုတာမသိသေးဟာဘလို့လဲဟောအကုန်လုံးအဲ့ညောင်အောင်ဆိုင်တဲ့အချိန်မှာ तू ကအဲ့လိုကြီးထွက်လာခြင်းအကုန်လုံးကရှင်မြခွန်အောင်ထုတ်ပြီးတော့သူ့ကိုဝိုင်းပြီးဟိုပေါ့တိုက်ခိုက်ရအောင်အဲ့လိုတကယ်ချင်းတိုက်ခိုက်သွားတာဘာလို့လဲဘာလို့လဲရတော့ဒီကိစ္စမျိုးဘယ်လိုကိုအီဒီယံနေတော့နည်းနည်းချင်းပြီးသွားတော့လည်းနည်းနည်းလုံသွားတော့ဟိုညီလေးကအမှုမြောက်ဝါဒနာပါလာအတွက်လည်းဟိုသူ့ကိုကြိုးစိုးတယ် တော့နောက်တစ်ခါကျတော့လေသူကအရန်ရိုးစင်းအရန်ရိုးစင်းခလဲသူ့ရဲ့ညီရအဲ့တော့ညီလေးကိုစားလေဟိုကပြိတ္တတွေကိုအားပေးပါပြီးတော့ဟိုကိုတို့အားလုံးပေါ့နော်ကိုတို့ဒီနေ့ရောက်တိုင်းပေါ့ဘူးနောက်ထပ်အများကြီးပါသေးတယ်ဟိုဟိုစားဒီ overseas မှာတွားရိုက်ထားတဲ့စီးနေလည်းအများကြီးပါတယ်ဆိုတော့ဟိုပြိတ္တကထိုက်ထိုက်တန်တန်ခံစားရမယ်လို့ထင်တယ်အဲ့ဒီအားပေးကြဖို့လို့တော့ပြောချင်ပါတယ်